ဒီပါအောင်တော့တန်းတွေကိုစိတ်မလုံးစုံကိုပေးနိုင်တဲ့ကစားသမားမျိုးတွေမှာခနာချိုပါတယ်ပေါ့နော်ခနာချိုရိုနယ်ဒိုလိုဖြစ်ကျင်တာကသူလူတွေကတိတ်ပြီးအမြင်မကြည့်ကြဘူးပေါ့နော်ကျွန်တော်ဒီညမှာပြောရင်လာကြတော့ရိုနယ်ဒိုလိုဖြစ်ကျင်တာအပြစ်မဟုတ်ဘူးဗျာအားကြတဲ့နယ်လူအားကြတာကဒါဖြစ်တဲ့လေကျွန်တော်မြင်တယ်ပေါ့နော်ရိုနယ်ဒိုလိုဖြစ်ကျင်ပြီးတော့စူးစမ်းဖို့မရှိမတိုးတက်လာဘူးဆိုရင်တော့ဒါပြောတဲ့နယ်အဆင်မပြေဘူးပေါ့ဒါပေမဲ့ခနာချိုလက်ရှိအနေထားကတော့တိုးတက်လာမလားစောင့်ကြည့်ဖို့အချိန်ရှိသေးတယ်ပေါ့နော် United မှာအချိန်မရှိဘူးဆိုရင်တော့မှဒီသူ့အတွက်သူတော့အချိန်ရှိသေးတယ်လို့ကျွန်တော်တော့မြင်တယ်ပေါ့နော် passive လို့ဒီပြပြလောက်ออกมาတာဆိုခဏကျွန်တော်ခုတက်ပို့ပြီးတော့ကောင်းနိုင်တယ် ရိသတ်များမင်္ဂလာပါကျွန်တော်ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီပိုင်းကတော့ပွဲကြိုသုံးသပ်ချက်အစီအစဉ်ဖြစ်ပါတယ်ဒါပေါ်တော့ Europa League Semi Final ပထမဆုံးပွဲစမှာဒါ FIFA အသင်းနဲ့ Manchester United အသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပြီးတော့ထုံးစံအတိုင်းကျွန်တော်ရဲ့ကိုရင်းနှီးတို့ကျွန်တော်ညီကိုနှစ်ယောက်ကခံမဲ့သုံးသပ်တင်ဆက်ပေးသွားအောင်ပါပဲဖြစ်ပါတယ်ဗျာကိုရင်းနှီးတို့ရဲ့မင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါ FIFA နဲ့ Manchester United ကျွန်တော်တို့တောက်ကြနေမနဲ့တနားရီပွဲပေါ့လေနော်အဲ့တော့အစီအစဉ်ရဲ့ထုံးစံလေးတိုင်းပဲကျွန်တော်တို့စလိုက်ကြပါမယ်အင်ရှင် FIFA ဘက်ကပေါ့ပြပြပေးပါဦးဟာ FIFA ရဲ့ကစားမှုကကြတော့ဒီအကြီးကတော့မာ တဲ့တဲမှာတော့ပါပါတယ်။ဒီကတော့ကွင်းလယ်မှာဒီစုစည်းနဲ့လိုက်ပြီးတော့ဖြတ်နိုင်စွမ်းရှိရပါတော့။တောင်းတောင်းကစားသမားဆိုရင်တော့ဘောလုံး ကင်ဖို့တော့အလောက်တည်းရောမလွယ်ဘူးပေါ့နော်တက်စစ်ကိုတဲတဲ့အခါမှာကျတော့သူကနောက်တန်းမှာသူ၃ရောက်တော့ခြံထားတတ်တယ်နီကိုဝီလီယံရှိရဲ့တောင်မဘက်ချောင်းကိုဒီအိဘက်ချက်မှာရှိရဲ့ဖူဘက်ကရှေ့ကိုလိုက်ချင်မှလိုက်တာပေါ့နော်ကိုယ်လည်းလိုနှစ်ယောက်ကသူ့ကိုလိုက်ပြီးတော့တွဲကစားတာမျိုးတော့လုပ်တယ်ညာချမ်းဘက်မှာရှိရဲ့ဖူဘက်ကကျတော့တက်စစ်ကိုလိုက်ပြီးတက်တယ်ပေါ့ဒီကတစ်ဖက်ကတက်စစ်ကိုလိုက်ရင်တစ်ဖက်ကကြံခဲ့တဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးသူတို့ကကစားတယ်ပေါ့နီကိုဝီလီယံကလည်း individual အရောင်းကောင်းတဲ့နေရာမှာပါတယ်ဒီတက်ကိုဒုက္ခပေးနေပေါ့လုံလောက်တဲ့ခြေစမ်းမျိုးသူ့မှာရှိရပေါ့နော် ကွင်းလယ်မှာအဲ့လိုဘောလုံးပြတ်သွားလို့အကွက်ကွင်းလယ်မှာလိုက်ပြီးလူတဲ့ခါမျိုးမှာအနောက်မှာတော့နေရာလွတ်တွေတော့ပေးရတာမျိုးတော့ရှိရဲ့ဒါပေမဲ့လည်းအဲ့နေရာလွတ်တွေကိုဘောလုံးပေးဖို့ကလည်းထင်တော့တော့မလွယ်ဘူးတကယ်တမ်းကအဲ့လိုပေးလို့ရမယ်ဆိုတော့တိဝိမယ်စူးစမ်းကြည့်ပြီးမယ်ဘယ်လိုမှမမြင်ရဘူးပေါ့နော်ဘီဘာဘက်ကလည်းဒါကိုတော့ကာဝယ်ထားတာမျိုးကျွန်တော်မြင်ရတယ်ပေါ့နော်ဟုတ်ကဲ့နောက်တစ်ခုကကျတော့ဘီဘာကိုတင်းက ဒီတက်ချေဖွင့်ကစားလိုက်ပဲမဟုတ်ပဲနဲ့ခံကစားမဲ့ခါပြောကြရင်လည်းချစ်ချစ်လေးလေးနဲ့ကစားလိုက်ကြတော့ရှိရပါတော့ဒီ44သူ့ပုံစံတော့451ပုံစံပါတော့အဓိကတော့အလေကြောတဲ့ကိုပေးမဝင်ပဲနဲ့အပြင်ဘက်ကမင်းတို့ကြိုက်လို့ဆိုအလေကြောတဲ့ဝင်မလာရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့လည်းကစားတဲ့တဲ့အတင်းမျိုးတွေမှာတော့ပါတယ်ပေါ့နော်ဒါဒါပေမဲ့လည်းဒီအင်ကွင်းမှာတော့ဒီပြပါဦးကဖင်လာနိုင်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဒီ900သွားမှာပဲသူကခံစစ်ကိုထိုင်ချပြီးရောကစားတဲ့ပုံစံမျိုးတော့ဖြစ်လာနိုင်တယ်ဟုတ်ကဲ့ United ကိုဖွင့်ကစားရတာကြလေမင်းတို့ risk တော့များတယ်ဗျဟုတ်ပါတယ် United ကကျတော့ transition အရန်လုံနိုင်တဲ့အပိုင်းမှာပါတယ်လူတွေကလုံတိုင်းလုံတိုင်းမှာလည်းအဲ့လိုမျိုးခွင့်ရရတဲ့အသင်းထဲမှာလည်းပါတယ်ပေါ့နော်ဒါပေမဲ့လည်းတစ်ဖက်မှာပြန်ပြီးကြည့်မယ်ကျရင်စနာဒီလိုမျိုးဒီ physical ကောင်းပြီးတော့ရှင်သွိုးနိုင်တဲ့တက်ဆင်မှုတယောက်က Euro လိုကစားမမျိုးသက်တော့အရန်ကိုလွယ်ကူနေမှာပေါ့နော် ဘကူနဲ့ရှော်လို့ရှိတဲ့ပတ်ချမ်းမှာလည်းဘီပါဝကကျတော့အုပ်စုဖွဲ့ပြီးတော့ကစားတက်တဲ့အခါမျိုးမှာကျတော့ဒီလိုချင်းနေရနေတော့ဘီပါဝအသင်းနေနဲ့ခွင့်ရေးတွေတော့ဖန်တီးနိုင်ပြီးတော့ကျွန်တော်မြင်တယ်။ Okay အဓိကတော့ဒီပွဲစဉ်မှာဘာလို့ဖွင့်ကစားနိုင်လဲဆိုတော့အင်ကွင်းဖြစ်နေတာကြောင့်ပါဒီအကြောင်းမှာကြတော့အလောက်ထိတော့ရွေမာတော့မဟုတ်ဘူးအင်ခွေးအားနဲ့ပဲပြပါအောင်တင်းနေတဲ့ United တင်းကိုအตาရအောင်ကစားလာနိုင်ပါတယ်ဟုတ်ကဲ့ပါပြပါအောင်ကတော့တကယ်ကိုဘောနော်ကျွန်တော်တို့ဒိုင်ယာပြဿနာတော်တော်လေးကင်းစင်နေတဲ့အသိလို့ပြောလို့ရတယ်ကစားသမားတွေအကုန်လုံးလည်း အဆင်ပြေပြေရှိနေတယ်ပေါ့နော်။အသင်းရဲ့ခြေစွမ်းကတော့မဆိုးပါဘူးပေါ့။ပုံမှန်တော့မရှိဘူး။ဒါပေမဲ့လာလီဂါကနေချန်ပီယံလိဝင်ခွင့်ရဖို့လည်းလမ်းကြောင်းရှိတယ်။ယူရိုပါလိကနေချန်ပီယံလိဝင်ခွင့်ရဖို့လည်းလမ်းကြောင်းရှိတယ်။သူတို့ကဘယ်လိုမျိုးလဲဆိုတော့ယူရိုပါလိမရတော့မှလာလီဂါကနေပြီးတော့သူတို့ချန်ပီယံလိဝင်ဖို့ဝင်လိမ့်မယ်။ဒီလိုအခြေအနေမျိုးရှိတဲ့အခါမှာတော့ဘီဘာအိုကယူရိုပါလိကိုပို့ပြီးတော့အာယုံစိုက်နိုင်လို့စိုက်လို့ရမယ်ပေါ့နော်။အခြေအနေမျိုးတွေရှိတယ်။နောက်တစ်ခုကဘယ်လိုမျိုးလဲဆိုတော့ဘီဘာအိုကနေလိုက်မြင့်လိုက်ပေါ့။အနေမြင့်လေးနဲ့သွားတဲ့အသင်းဖြစ်တယ်။ဒီရာသီအချိန်လုံးကိုကြည့်မယ်ဆိုရင်နောက်တစ်ခုကသူတို့ရဲ့အာသာချက်ကသူတို့ကမရှုံးအောင်ကစားတတ်တဲ့အသင်းဖြစ် ဖြစ်တယ်ပြောမယ်ဆိုလို့ရှိရင်ဗောနောဘလိုလဲဆိုတော့အင်ကွင်းခြေသွန်းလည်းကောင်းတဲ့အသင်းဖြစ်တယ်ဒီနှစ်ချက်ပေါ့ဒီနှစ်ချက်ကတော်တော်ကိုဒီလိုမျိုးပွဲမျိုးမှာအရေးပါတယ်သူတို့အသင်းရဲ့နောက်ဆုံးကစားထားတဲ့ဆယ်ပွဲကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းရှုံးပွဲတစ်ပွဲပဲရှိတယ်ဗျာဒါ Manchester United နဲ့ဆိုလို့ရှိရင်တော်တော်လေးကိုဒါကွဲလွဲနေတဲ့အခြေအနေမျိုးပဲပြိုင်ပွဲဆိုအင်ကွင်းနောက်ဆုံးဆယ်ပွဲကြည့်လိုက်တဲ့အချိန်မှာလည်းပြိုင်ပွဲဆိုအင်ကွင်းနောက်ဆုံးဆယ်ပွဲမှာလုံးဝရှုံးပွဲမရှိကစားထားတယ်ဗျာအဲ့တော့ကျွန်တော်တို့အချက်လက်တွေရကြည့်မယ်ဆိုလို့ရှိရင်အင်ကွင်းမှာဘီဘာအိုကရက်လက်ကောင်တစ်ခုတော့ယူနိုက်တယ်ဆိုတော့ကျွန်တော်တို့အကြမ်းပြင်အဖြေထုတ်လို့ရတယ်ဒါဘီဘာအိုအသင်းရဲ့နီးပြားက လည်းကျွန်တော်တို့ဘောနော်ဒီဘောအလုတ်ကို မဲ့လှုပ်တယ်တိတ်ပြီးတော့စကားမကျဲတဲ့နီးပြဘေဘာဒီဖြစ်တယ်ဘေဘာဒီကလည်းသူကသူအဆင်ရှိတဲ့နီးပြပဲနောက်တစ်ခုကစပိန်ကလပ်အသင်းတွေကဒီလိုပွဲမျိုးမှာဘယ်လိုချင်းကပ်ရမလဲဆိုတော့တခြားကလပ်အသင်းတွေထက်ပရီးမီးယားလိဂ်ကလပ်တွေထက်ပိုပြီးတော့တည်တဲ့အနေအထားမျိုးမှာတော့ပြောမယ်ဆိုလို့ရှိရင်ဘီဘာဘိုဘက်မှာအားသာချက်တွေရှိတယ်ဒါဒီပွဲမှာစောင့်ကြည့်ရမယ့်ကစားသမားဆိုလို့ရှိရင်တော့တိုက်စစ်မှုအီနာကီဝီလီယံနဲ့နီကိုဝီလီယံပေါ့နော်ဒါသူတို့ကတော့အဓိကထားပြီးတော့စောင့်ကြည့်ရမယ်ပြောမယ်ဆိုလို့ရှိရင်တော့အင်ကွင်းခြေစွမ်းလည်းကောင်းတယ်လက်တလုံးမှာလည်းမရှုံးအောင်ကစားတတ်တဲ့ဘီဘာဘိုကတော့ဒီပွဲမှာရတဲ့ကောင်တစ်ခုရှိကိုဥတီတယ်လို့မြင်တယ်နောက်တစ်ခုကဘီဘာဘိုရဲ့ အာနေချက်ပေါ့ဘီဘာအိုရဲ့အာနေချက်ကဘာလဲဆိုတော့ဒီအသင်းကသူထက်ပိုမြင့်တဲ့အသင်းလို့ဘီဘာအိုကခံစားရတဲ့အသင်းမျိုးဆိုတော့ရှုံတယ်ဒါပေမဲ့ Manchester United ဆိုတာလက်ရှိမှာဘယ်လိုပဲရုန်းကန်နေရပါစေပေါ့သူထက်ပိုမြင့်တဲ့အသင်းအခြေအနေတော့ရှိတယ်အဲ့တော့ဘီဘာအိုရဲ့စိတ်ပိုင်းဆိုင်ရာမှာတော့ဒီပိုင်းလေးတစ်ပိုင်းတော့ကျွန်တော်ထည့်တွက်ဖို့တော့လိုပါလိမ့်မယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော် Man United လေးသွားစင်တယ်ပြပြပေးပါဦး Manchester United အသင်းကတော့ဒီ Europa League အတွက် ပြမြလေးမှာကစားပုံစမ်းတာမျိုးတွေလုပ်နေရတယ်တော့ကျွန်တော်ပြောကြည့်တယ်ပေါ့နော်ဘုံပေါင်းနဲ့ပွဲမှာပွဲထွက်ခဲ့တဲ့ပုံစံတိုင်းပဲဒီပွဲစဉ်မှာပွဲထွက်လာမယ်ဆိုတော့ကျွန်တော်ကတော့ခံမှန်းမိရပေါ့နော် လက်ရှိမှာတော့တော်တော်များများခနာချိုကိုပြောဆိုနေကြရပါတော့အမြင်မတူသလိုတော့ဖြစ်နိုင်တယ်နောက်ဆုံးနှစ်ပွဲမှာခနာချိုကစားခဲ့တဲ့ပုံစံကတော်တော်လေးတော့ကြောက်ကြရတော့ရှိရဲ့ဘောလုံးကတော့အရင်ကလည်းသူကဘောလုံးကယာပြီးသားဟိုကတော့ဘောလုံးယာပြီးတာနဲ့ဆက်ပြီးလှုပ်ရှားတဲ့ပုံစံတွေကနည်းနည်းလေးဒိဗယ်ရှိလာတယ်တော့ကျွန်တော်ခံစားရတယ်ဗောနော်အဝေးကနေလှမ်းခံတဲ့အပိုင်းကတော့ကျွန်တော်ထင်ပါတယ်ဒါကတော့ဆန်းလို့ရတဲ့အချိန်မှာတော့အဝဆန်းနေရတယ်လို့တော့ကျွန်တော်မြင်တယ်ဗောနော်အခုကကြတော့ခနာချူမာက finishing ပြဿနာရှိပါတယ်။ဒါအခုမှတော့မဟုတ်ဘူး။အရင်ကတည်းကခနာချူမာ finishing ပြဿနာရှိရဲ့။ဒါကိုတော့တိဖို့လိုတယ်ပေါ့နော်။ အသွင်းဝင်ပြီးလမ်းကန်ထည့်တာမျိုးကလည်းဒီတရားနည်းရတဲ့နဲ့ကောင်းသွားတဲ့ကိစ္စမျိုးတော့မဟုတ်ဘူးတေချာလေးကျင့်မှပဲအစီအပြေလာနိုင်တဲ့ပုံစံမျိုးတော့ရှိရပါတော့နောက်တစ်ချက်ကကြတော့ခန္ဓာချိုကသူ့ဘေးနားမှာတွဲကစားမဲ့ကစားသမားရဲ့ရှိရဆိုရင်ဒီကစားသမားကတော်လေးကိုအလုပ်ဖြစ်တဲ့တဲမှာတော့ပါတယ်ပေါ့နော်မိဘကိုနောက်တန်းတွေကိုဖောက်ပြေးနိုင်တာမျိုးပေါ့ဒါမျိုးလေးရခန္ဓာချိုလုံနိုင်စွမ်းရှိရမိဘကိုနောက်တန်းတွေကိုစိတ်မလုံခြုံမှုပေးနိုင်တဲ့ကစားသမားမျိုးတွေမှာခန္ဓာချိုပါတယ်ပေါ့နော်အဲခန္ဓာချိုကလည်းဒီလိုဖြစ်ကျင်တာက သူတွေကတိတ်ပြောအမြင်မကြည့်ကြဘူးပေါ့နော်ကျွန်တော်ဒီညမှာပြောရင်လားကျွန်တော်ရိုနယ်ဒိုလိုဖြစ်ချင်တာအပြစ်မဟုတ်ဘူးဗျအားကြတဲ့နဲ့လူအားကြတာကဒါဖြစ်တဲ့နဲ့လို့ကျွန်တော်မြင်တယ်ပေါ့နော်ရိုနယ်ဒိုလိုဖြစ်ချင်ပြီးတော့စူးစမ်းမှုမရှိမတိုးတက်လာဘူးဆိုရင်တော့ဒါပြောတဲ့နဲ့အဆင်မပြေဘူးပေါ့ဒါပေမဲ့ခန္ဓာချို့လက်ရှိအနေထားကတော့တိုးတက်လာမလားစောင့်ကြည့်ဖို့အချိန်ရှိသေးတယ်ပေါ့နော် United မှာအချိန်မရှိဘူးဆိုရင်တော့မှဒီသူ့အတွက်သူတော့အချိန်ရှိသေးတယ်လို့ကျွန်တော်တော့မြင်တယ်ပေါ့နော် Passive Flick လို့ဒီပြပြလောက်အောင်မလာဆိုခန္ဓာချို့ကခုရက်ပို့ပြီးတော့ကောင်းနိုင်တယ်လို့ကျွန်တော်ကထင်ပါတယ် United အနေနဲ့ဒီအဝေးခွင့်မှာကျတော့ကျွန်တော်ထင်တယ်ကောင်တာနဲ့ချောင်းကစားပြီးပဲအခွင့်အရေးယူသင့်တယ်လို့ကျွန်တော်မြင်တယ်ဗောနော်ဟုတ်ကဲ့ဘီဘာဘက်ကဖိစားတာပဲခံနေပြီးတော့ဘာမှပြန်မလုပ်ဘူးဆိုရင်တော့အချိန်တိုင်းတော့ရှုံးသွားနိုင်တဲ့အခြေအနေမျိုးတွေတော့ရှိတယ်ဘူနိုဖာနန်ဒက်ရှိမယ်ဥကာဒေးရှိမယ်ဒီကာဆမေရိုရှိမယ်မကွာရဘူးအိကစားမတွေကဒီဘီဘာဝဲနေရာလူတွေတဲကိုဘောလုံးနှားပို့တန်းတန်းရှိရကစားမတွေလို့ပြောလို့ရတယ်။ဟွိုင်းလုံကလည်းဒီယူဘာလိမကစားခင်မှာပဲဂိုးပေါက်ပြန်ရှာတွေ့ရတာကဒီပွဲစဉ်မှာယုံကြည်ချက်ပို့ပြီးတော့မြင့်နိုင်ပါတယ်။ ဒီပြောမယ်ဆိုရင်သူ့အတွက်ဒီယာဒီအလှည့်ပြောင်းတစ်ခုလိုတော့ကျွန်တော်တို့ဖြစ်သွားနိုင်တယ်ပေါ့နော်ကြံရှိမဲ့လက်ယာဒီလက်ကြံမှာဒီဂိုးတွေတွင်းပြီးတော့အတင်းကိုကုညီပေးနိုင်မယ်ဆိုရင်ပေါ့အကယ်လို့များသူ့အတင်းကထက်သွားတယ်ဆိုရင်တော့မှဒါလွမ်းစရာဖြစ်သွားဖြစ်နိုင်တယ်ပေါ့နော်ဒုတိယကြော့မှာအူထရဖို့ပါကစားရတာကလည်း United တဲ့အများကြီးအခွင့်အရေးရှိနေပါဟုတ်ကဲ့ပါကျွန်တော်ဘောတော့ဒါလက်ရှိမန်ယူသင်းရဲ့အကောင့်ပေါ့အကောင့်တစ်ခုကိုကျွန်တော်တို့ရှာပြောမယ်ဆိုလို့ရှိရင်တော့ဒါဘုံဘောင်းနဲ့ဖွဲ့မှာတက်စဘိုးပိုင်းလို့ ဒါကိုပြိုင်ရသွားတယ်ပေါ့နော်ဒါဒီအချက်ကအကောင်းလို့ပြောလို့ရတယ်အဲ့ဒီဘက်မှာဒါလူစုံထုတ်လာတဲ့အပေါ်မှာတချို့ကတော့ဒါကြီးကိုမှားတယ်လို့ပြောတာလည်းရှိတယ်ဒီလိုပြောတာလည်းမှန်တယ်ဒါပေမဲ့တစ်ဖက်ကတွေးကြည့်မယ်ဆိုလို့ရှိရင်ဒါဒီလူစင်းကယူရိုပါလိယူစင်းပဲယူရိုပါလိမှာဒီလိုပုံစံကစားမှာမို့လို့ဒီတပွဲမှာဘုံမောက်ကလည်းကောင်းတဲ့အသင်းပေါ့နော်အဲ့တော့ဒီဘုံမောက်ကွင်းမှာဒီလူတွေနဲ့ပွဲထွက်လာတယ်လို့ကျွန်တော်မြင်တယ်ဘယ်သူမှဒဏ်ရာမရသွားတာကတော့ ကံကောင်းမှုတခုလို့ပြောပါမယ်ကျွန်တော်ကတော့ဒီပေါ်တော့ခုနကမှဒါလူစားဝင်လာတဲ့မေဆန်မောက်ပေါ့မေဆန်မောက်ဝင်လာလဲသူ့အနေနဲ့သူတော့တခုခုဖြစ်တယ်လို့ကျွန်တော်ခံစားရတယ်လို့လူရှော့ကိုပေါ့နော်ဒီပေါ်ကျွန်တော်တို့ဆန်နာဘက်နေရာထည့်ထားပေးမယ်လိုဝဲလာလို့ရှိရင်ဟိုလူရှော့ကဟိုဝင်းဘက်ကစားလိုက်တဲ့ခါလို့ရှိရင်လူရှော့စီကနေပို့ပြီးတော့ဘောလုံးတွေပို့ထွက်လာတာကိုလည်းကျွန်တော်တို့မြင်ရတယ်။ဒီပိုင်းလေးတွေကတော့မဆိုးဘူးလို့ကျွန်တော်ပြောချင်တယ်။ဒါပရီးမီးယားလိမှာတော့နိုင်ဝဲပြောင်းနေတာတော်တော်ကြာပြီ။ဒါနိုင်ငံတကာပွဲတွေပြန်လာကြတဲ့အ ပေါ်တော့သူတို့နိုင်ပွဲပြောင်းနေတာအဲ့ဒီမှာကတော့ရန်ကောင်းတဲ့အချိန်ပေါ်တော့ဟာရလက်တွေကောင်းနေတယ်ပေါ့ဒါပေမဲ့အခုဆိုလို့ရှိရင်တော့ပရီးမီယာလိမှာနိုင်ပွဲပြောင်းနေတယ်ဒီနေရာမှာမန်ယူသိကိုကျွန်တော်တို့မေးခွန်းထုတ်ရမယ့်အရာကပရီးမီယာလိကလပ်အသင်းအချင်းချင်းဆိုလို့ရှိရင်ရောအနိုင်ကန်နိုင်စွမ်းရောရှိသေးလားဆိုတဲ့အရာပေါ့ဒီဘိုင်းလေးကိုတော့ကျွန်တော်တို့ပေါ့နော်ဒါမေးခွန်း ထုတ်လို့ရတယ်လက်ရှိ Manchester United ကိုကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ပြောစရာလည်းများတယ်ထောက်ပြစရာလည်းများတယ်ပေါ့နော်ဒီတွေကကျွန်တော်ကအဓိကကြားတဲ့အရာတစ်ခုကိုကျွန်တော်ကထောက်ပြခြင်းလေဒါကဘာလဲဆိုတော့အဓိကကတော့တိုက်စစ်ဂိုးမရတာပေါ့ဘလုံးသင်းရဘလောက်ပဲကစားတာကောင်းနေပါစေဂိုးမရလို့ရှိရင်တော့အလကားပဲလက်ရှိ Manchester United သင်းရဲ့ကွင်းလည်နဲ့ကျွန်တော်တို့ပေါ့နော်နောက်တန်းမဆိုးပါဘူးဒါပေမဲ့ကျွန်တော်တို့ဂိုးမရဘူးဂိုးဘောက်ကရဲ့အသင်းရဲ့ကိုယ်သမားကလည်းကောင်းကောင်းမွန်မွန်ပြိုင်ပွဲရဲ့ကန်ချက်ဆိုလို့ရှိရင်ဘလုံးကမဖမ်းနိုင်ဘူးဒီလိုအခြေအနေဖြစ်နေတဲ့အခါမှာဂိုးနဲ့တိုက်စစ်နေရပေါ့နော်ပြဿနာရှိနေတဲ့အခါမှာတော့ဒီလိုလေးဖြစ်နေ ်နေရလို့ကျွန်တော်မြင်တယ်ဒီလိုမျိုးလက်ရှိ Magister ရဲ့အသင်ကိုရောက်ဖို့ခက်ခဲနေတဲ့အပိုင်းမှာ Amore ရဲ့အပြစ်မကင်းဘူးလို့ကျွန်တော်ကတော့မြင်တယ်သူယုံကြည်မှုအရန်လွန်ကဲသွားတယ်ဗျာဘယ်လိုမျိုးလဲဆိုတော့ Raspo နဲ့ Anthony တို့ကိုအငှားချလိုက်တဲ့အချိန်ပေါ့ဗျာအဲ့အချိန်မှာ Ahmed Diallo ဒဏ်ရာရသွားတဲ့အချိန်ပေါ့ဒီနှစ်ခုကသွားပြီးတော့ကြိုက်သွားတဲ့အချိန်မှာ Manuel Tin ကလက်ရှိမှာဂိုးတွေရဖို့တော့တော်တော်လေးကိုရုံးကန်တဲ့အသင်းဖြစ်သွားတယ်။ဒီနေရာမှာကျွန်တော်ကိုပေါ့နော်ပြန်ပြီးတော့ထောက်ပြတဲ့အရာရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ Raspo နဲ့ Anthony တို့ကတဲ့ ကို90လောက်တွင်းတာကိုဆိုပြီးတော့ပြောတဲ့အပြောတစ်ခုကိုကျွန်တော်မြင်တဲ့အခါမှာကျွန်တော်ပြန်ပြီးတော့ပြောချင်တယ်ရက်ဆိုကမန်ချက်စတာယူနိုက်တက်တွင်းမှာဂိုး30တွင်းခဲ့တဲ့ယာယီတခုရှိသလိုဂိုး20နဲ့ဂိုး20အထက်တွင်းတဲ့ယာယီနှစ်ခုရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာကရက်စပိုနဲ့အန်တိုနီတို့ကအခုနောက်မှာဂိုးတွင်းအားကျနေပြီပဲဒီကစားသမားတွေပါလို့ရှိရင်ပြိုင်ဘက်ရဲ့နောက်တန်းကိုဘယ်လိုမျိုးဖြိုဝါအောင်ဘယ်လိုတိုးရမလဲဆိုတော့ကောင်းကင်သိနေတဲ့ကစားသမားတွေဖြစ်တယ်လက်ရှိမန်ချက်စတာယူနိုက်တက်မှာအများစုကဘောလုံးကင်ထားတယ်ဝင်တိုးတဲ့လူဆိုတော့ခါနာချိုပဲရှိတယ်အခုဆိုလို့ရှိရင်အာမတ်တာပြန်ပါလာမယ်ဆိုတော့ကျွန်တော်အများကြီးအဆင်ပြေနိုင်တယ် တော်ပြောချင်တာကဒီသဘောတရားဖြစ်တယ်ပြောရဆိုလို့ရှင်တော့အမော်ရီရဲ့ယုံကြည်မှုလွန်ကဲတဲ့အရာကကိုယ့်အသင်ရဲ့တိုက်စစ်ကိုကိုကိုယ်တိုင်အားရသလိုလုပ်လိုက်တဲ့အပိုင်းတော်သွားပြီးဖြစ်သွားတယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ကဲဒါဆိုလို့ရှင်တော့ဘီဘာအိုနဲ့မန်ယူသင်းတို့ရဲ့ဒီပေါ်တော့ဂိုးရက်လက်ခံမနဲ့ပိုင်းနဲ့သွားစင်တယ်ပြပြပေးပါအောင် United ကတော့ဒီပီမယာလိမှာလာနိုင်ဝဲတဝဲရောက်ခက်ခဲနေပြီပဲဒီဥရောပမှာတော့လုံးဝခုတတိတော့ရှုံးဝဲလုံးဝမရှိသေးတဲ့အသင်းတော့ပေါ့နော်ဟုတ်ကဲ့ဒါကတော့လေးကိုချီးကျူးစရာကောင်းတဲ့စာချုပ်တစ်ခုလို့တော့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဟုတ်ကဲ့ဒီပွဲချက်မှာလည်း ဒီဘီဘာကအင်ကွင်းအားလည်းဖြစ်နေတယ် United တင်းကလည်းစပိန်တင်းနေနဲ့တွေ့ရင်တိတ်ပြီးရလက်မကောင်းခဲ့တဲ့အစင်လာလေးရရှိတော့ဒီပွဲစဉ်မှာ United တင်းနဲ့အနိုင်ရဖို့တော့တိတ်တော့မလွယ်ဘူးပေါ့နော်အဲကျွန်တော်ကတော့ဒီပွဲစဉ်မှာဘီဘာနဲ့ United တင်းတစ်ဖက်တစ်ဘိုးစီတည်ရလက်နဲ့ပဲပွဲပြီးဆုံးရမယ်လို့ခန့်မှန်းလိုက်ပါတယ်ဗျဟုတ်ကဲ့ပါကိုရဲနှုံးနဲ့ကျွန်တော်နဲ့တော်တော်လေးနေအမြင်တူတယ်လို့ တွေ့ပါတယ်။ဒါဒီပွဲမှာတော့အများစုရဲ့အကြိုက်ကဘီဘာကိုဖြစ်နေနိုင်တယ်။တကယ်လို့ဘီဘာကိုဖြစ်နေနိုင်တယ်။ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့တခြားတစ်ဖက်ကနေတွေးတာမျိုးလေးတွေကလည်းအဆင်ပြေပဲထင်တယ်။အဲ့တော့ဒုတိယကြော့ Ultra Foot မှာကျွန်တော်တို့ဆက်ပြီးရှင်ခေါ်ရမယ်ထင်ပါတယ်။ဘီဘာကိုမယ်ယူဒီပွဲစဉ်ကိုတော့တစ်ဖက်တစ်ကိုယ်စီနဲ့သိရချသွားမယ်လို့ပဲခံမှန်းထားပါတယ်။ဟုတ်ကဲ့ပါအခုကျွန်တော်ညီကိုတရားပြောခဲ့တာကတော့ဒါပေါ်တော့ဘီဘာအိုသင်းတဲ့မန်ယူသင်းတို့ရဲ့ဒါပွဲကြော်သွန်းချက်အစီအစဉ်ဖြစ်ပါတယ်။ဒါဒီပွဲစဉ်မှာတော့ကျွန်တော်ညီကိုနှစ်ယောက်စလုံးကတော့သိရကြမယ်လို့ခံမှန်းထားပါတယ်။တကယ်လက်တွေမှာဘယ်လိုဖြစ်လာမလဲစောင့်ရင်သွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ဒီနေ့စီစဉ်ကတော့ဒီလောက်ပါပဲ။ The Premier Sport ဲနောက်လာမယ်အားသာအစီအစဉ်ခေါင်းနေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုညောင်းနဲ့ပြန်ပြီးတော့ဆုံတွေ့ချင်ပါတယ်လို့ပြောရင်းနဲ့ပဲဒီနေရာလေးရတဲ့နှုတ်ဆက်လိုက်ရပါတယ်ဗျာ